နယ်သာလန်နိုင်ငံအတွင်းကအမေရိကန်ရဲ့နျူကလ িয়ার လက်နက်တွေထိန်းသိမ်းထားတဲ့ Focal NATO လက်တပ်အခြေစိုက်စခန်းအနီး drone ရင်တွေချင်းကပ်လာတာကြောင့် Dutch စစ်သားတွေကပြစ်ချဖို့ကြိုးစားခဲ့ပေမဲ့ drone တွေဟာမြင်ကွင်းကပျောက်သွားပြီးထပ်မတွေ့ရတော့ဘူးလို့နယ်သာလန်ကာကွယ်ရေးဝန်ကြီး Ruben Brekelmans က Ace လူမှုကွန်ရက်မှာနိုမလာ22ရက်နေ့ကရေးသားပါတယ်နိုမလာ22ရက်နေ့မှာပဲ အင်ဒိုဗင်လေဆိပ်အင်းဒီမှာမတင်ကားဘွယ် drone ရင်းနဲ့တွေ့တာကြောင့်လေဆိပ်ကိုနိုင်ရီအတန်ကြာပိတ်ထားခဲ့ရပါတယ်။ကာကွယ်ဝန်ကြီး Brackmans ကတော့သူတို့ဘက်က drone နဲ့ပြန်တိုက်ဖို့အသင့်ရှိနေကြောင်းပြောပါတယ်။ဒီ Focal Letter အခြေစိုက်စခန်းဟာ American Nuclear တွေအပြင် Netherlands ရဲ့ F35 တိုက်လေယာဉ်တွေရှိတဲ့နေရာဖြစ်ပါတယ်။လွန်ခဲ့တဲ့သတင်းပတ်အနည်းငယ်အတွင်းမတင်ကားပွဲ drone ယာဉ်တွေချိတ်ကပ်ခံရတဲ့တခြားဥရောပနိုင်ငံတွေလည်းရှိပါသေးတယ်။ Belgian နိုင်ငံက Kleinbrogel လေတအခြေဆိုင်စခန်းအနီးမှာအောက်တိုဘာ31ရက်ကနေနိုဝင်ဘာ2ရက်အကြား3ရက်ဆက်တိုက် drone ယာဉ်တွေတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ဒီ drone တွေဟာထောက်လိုင်းရေး drone တွေဖြစ်မယ်လို့ Belgian ကာကွယ်ရေးဝန်ကြီး Theo Franken ကပြောပေမဲ့ဘသူဆိုတာတော့နာမည်တပ်မပြောပါဘူး။ စက်တင်ဘာလတုန်းကလည်းပိုလန်နိုင်ငံတဲဝင်လာတဲ့ရုရှား drone ယာဉ်တွေကိုပိုလန်လေတပ်ကနေတိုးတပ်ဖွဲ့တွေရဲ့အကူအညီနဲ့ပစ်ချခဲ့ပါသေးတယ်။ပိုင်နဲ့ကျူးကျော်ဝင်ရောက်လာတဲ့ drone ယာဉ်တွေရဲ့နောက်ွယ်မှာရုရှားရှိတယ်ဆိုတော့အားလုံးကသိထားပေမဲ့ရုရှားကတော့သူတို့မဟုတ်ဘူးဆိုပြီးညှင်းဆို့ထားပါတယ်ခင်ဗျာ။ကျွန်တော်ဇောင်းမလိုက်ပါ